။ Okay ပါကျွန်တော်ချက်စီလေးကိုအပိနေကြရဘရာသာညီကိုပရိသတ်တွေအားလုံးပဲမင်္ဂလာပေါင်းတဲ့ခါရောက်ပါစေလို့ဥစွာပြပါနှုတ်ခွန်းဆက်တာလိုက်ပါတယ်။ဒီလိုမျိုးတော့ကျွန်တော်အနေနဲ့ဒီကနေ့ညခင်းအတွက်ချက်စီတရင်လေးလေးကိုတင်ဆက်ပေးသွားမှာဖြစ်တယ်လို့ကျွန်တော်ရဲ့ comment box တွေမှာပေါ့နော်မေးမြန်းထားကြတဲ့တချို့တော့ကျွန်တော်ရဲ့ချစ်ရတဲ့ညီကိုပရိသတ်တွေရဲ့မေးခွန်းလေးတချို့ကိုလည်းကျွန်တော်အနေနဲ့ဖြေပေးသွားမယ်ပေါ့ဗျာ။ Okay ဆိုတော့ကျွန်တော်ပထမဆုံးတည်င်းတွေ အရင်ပြောချင်ပါတယ်ပထမဆုံးအနေနဲ့ကတော့ကျွန်တော်တို့ဒါဂိုသမာဆက်ချူရီရှင်နဲ့စပဲဆိုလို့ရှိရင်တော့ဒါမိုက်မိုင်းညာရဲ့ update news ပေါ့နော်လက်ရှိမှာ Chelsea အသင်းက AC Milan နဲ့ negotiate လုပ်တဲ့အပိုင်းတွေမှာတချို့အပိုင်းတွေမှာတော့ Chelsea အသင်းလိုချင်တဲ့ပုံစံတွေကိုရရှိထားပြီးဖြစ်တယ်လို့အီတလီကလာတဲ့ outlet တွေကဆိုတယ်ဒီ transfer မှာအမှန်တမ်းပြောရရင် AC Milan ကတော့အရန်ကြီး add တော့မဖြစ်ဘူးသို့သော် မီလန်အင်းကလည်းအကယ်၍သူတို့ဒီရာသီမှာချယ်ဆီတင်းကိုမရောက်လိုက်ဘူးထားဂိုးသမားကသူတို့နဲ့စာချုပ်ချုပ်တော့မှာမဟုတ်တလို့ဒီမိုက်မိုင်းယန်နဲ့ဒီ AC မီလန်အင်းကြားပါလေနည်းနည်းလေးမပြေလည်နိုင်စရာကိစ္စလေးတွေဖြစ်သွားနိုင်တယ်ညဆိုတော့မီလန်ဘက်ကနည်းနည်းလေးဆိုးကျိုးများနေတဲ့အတွက်ချယ်ဆီတင်းလိုချင်တဲ့အနေအထားမျိုးတွေကိုချုပ်ပိုင်းနေမှာရှော့ပေးလိုက်ရတာရှိတယ်ဒါပေမဲ့ decision တော့မချရသေးဘူးသို့တော့လာမယ့်ရာသီမှာအလုံးဝ free နဲ့ ်ဂိုးသမားကိုသူတို့လက်ထုတ်လိုက်ရတာထက်ဆိုင်လို့ရှိရင်ဒါချက်စီတင်းကိုဒီကျွန်တော်တို့ဒီရပြီမှာဟိုနှစ်ဖက်အစီအပြေမဲ့ကြီးလေးပေါ့နော်ချားချပြီးတော့ဒါပေါက်15သန်းဝင်းကျင်လောက်နဲ့ကြောင်းချပြီးရောင်းလိုက်တာကပို့ပြီးတော့နှုတ်နှစ်ဖက်ဝင်းဝင်းစတူရီရှင်ဖြစ်မယ်ကိုယ်တော်အတွက်လည်းအစီအပြေမဲ့ဆိုတဲ့အနေထားမျိုးကိုတော့အစီအလံဘက်ကတွားဖို့ဇာတ်ရင်လုံးများနေပြီလို့ကျွန်တော်လည်းနားလည်ထားမှာဖြစ်ပါတယ်။ဆိုတော့ဒါကဒါမိုင်းမိုင်းညာမှာတစ်ဖက်မှာလည်းဒါလက်တော်မှာတက်နေတဲ့ဒါရမယ်ကတ်တယ်ပေါ့နော်။ဘယ်နဲ့ကဆိုတော့ကျွန်တော်ဒီ ကစားသမားနှစ်ယောက်အကြောင်းကိုပဲပြောခဲ့တာပေါ့ဆိုတော့ Gandhi နဲ့ပတ်သက်လို့ရှိရင်လည်းကျွန်တော်ဒီအင်္ဂါနေ့မတိုင်ခင်ပေါ့နော်ကျွန်တော်တို့အသေးချာစောင့်ကြည့်ဖို့အတွက်လိုအပ်တယ် Jesse Lee ကဒီအင်္ဂါနေ့မတိုင်ခင်မှာပဲ Gandhi ဖြစ်ဖို့အတွက်ကြိုးစားမယ်လို့ကျွန်တော်တို့နားလည်ထားတယ်အထူးသဖြင့်တော့လက်ရှိမှာ Dortmund နဲ့ Chelsea အသင်းကြားဆက်ဆံရေးကကောင်းမွန်တဲ့အခြေအနေမျိုးရှိပြီးသားဖြစ်တယ်။သို့တော့ဒီ Dortmund လိုအခြေအနေနဲ့ပေါင်တန်း90ဆိုတာကို Chelsea အသင်းကဖြေလျှော့ပေးဖို့နံပါတ်1တောင်းဆိုရင်အာ 40ဝန်းကျင်လောက်နဲ့ချက်စီလိုးချင်တယ်။နောက်မှအတုံဘောနပ်စ်တွေထပ်ပြီးတော့ချက်စီသင်းကအာပေါ်ဖော်မန့်ကောင်းရင်ဘလောက်ဘယ်အဆင့်ဝင်ရင်ဘလောက်စသဖြင့်ဒါမျိုးတွေ option ကိုစဉ်းစားနေတယ်ဒါမှမဟုတ်လည်းစားသမားကိုပြန်ရောင်းချတဲ့အခါမှာ percentage နဲ့ drop ကိုပြန်ပြီးတော့ future plan နေနဲ့ထည့်မယ်ဆိုတဲ့အနေအထားမျိုးကိုစသဖြင့်ချက်စီသင်းဘက်ကဖြစ်နိုင်ခြေရှိတဲ့ option တွေအားလုံးကိုအသုံးပြုပြီးတော့စာသမားကိုခေါ်ယူနိုင်ဖို့အတွက်ကိုဂျိုးပန်းနေလို့ကျွန်တော်နားလည်ထားတာပဲဖြစ်တယ်။ဆိုတော့ရမ်မက်ဂက်တင်ကိုရိုင်းကလည်းချက်စီးတင်ကိုပြောင်းချင်တယ်။ချက်စီးတင်ကလည်းအထူးသဖြင့်ဒီကလပ်ဝေါ်ကပ်မတိုင်ခင်မှာအရောက်ခေါ်ပြီးတော့ရမ်မက်ဂက်တင်ကိုသူတို့ရဲ့ဒီလူစီးနဲ့မှာလိုင်းနဲ့ထဲမှာထည့်သွင်းအသုံးပြုချင်တယ်။အလုံးသေးရမ်မက်ဆန်ချိုနီယာကလည်းလက်လက်သွားပြီးဖြစ်တဲ့အနေအထားအရသူတို့မှာလက်ရှိ strong ဝင်တာဆိုလို့ non immunology နဲ့ကျောင်းဘက်ကနတ်တိုလောက်ပဲရှိလို့ဆိုတဲ့အခြေအနေမှာချက်စီသင်ကဒါရမယ်ကတင်ကသူတို့ရဲ့တကယ်ကိုနံပါတ်1သဘောကျတဲ့အစားသမားဖြစ်ရှိနေတာဖြစ်ပါတယ်။ဆိုတော့ရမယ်ကတင်ကိုလည်းသူတို့ကဂျင်းဒီပေါက်ရအောင်ကြိုးစားသွားမှာဖြစ်ပါတယ်။ဒီလိုပဲတစ်ဆက်တည်းပြောနေကြတဲ့အခြေဖြစ်တဲ့ဟူကိုအခိတိုက်ပါ။အခိတိုက်နဲ့ပတ်သက်ရင်ချက်စီသင်ကလက်ရှိမှာဆွေးနွေးမှုတွေကိုနေ့စဉ်ရက်စက်ပြုလုပ်နေတယ်။သို့တော့ဒီ ကျွန်တော်ဂျာထရန်စပါလို့ပဲပြောရမှာပေါ့နော်ကလပ်ဝေါ်ကပ်မတိုင်ခင်တာဒါပေမဲ့အင်္ဂါနေ့မှာပိတ်သိမ်းမဲ့ကျွန်တော်တို့ဟိုတော့ကျွန်တော်တို့ဒီ transfer အတွင်းမှာတော့မရရင်လည်းနေပေါ့เนาะဒါပေမဲ့ဒီ new year ဒီ transfer window မှာတော့အကယ်၍ဒီ cutting ကိုရပြပြီဆိုလို့ရှိရင် Chelsea ရဲ့နောက်ထပ်ပြစ်မှတ် top target ကကျွန်တော်တို့ Hugo Akitai ဖြစ်ဖို့များတယ်ဆိုတော့ဖြစ်လဲဖြစ်မယ်ပေါ့เนาะဆိုတော့ Hugo Akitai ကတော်တော်လေးသဘောကျနေကစားသမားဖြစ်တယ် ကစားသမားနဲ့ဆွေးနွေးမှုအချို့မှာတော့ကျွန်တော်တို့အပေါလခဏဆောင်တဲ့ရှားလက်တွေထွက်တယ်လို့ကျွန်တော်တို့သိထားရတယ်။ဆိုတော့အာခေတိုက်ကိုရိုင်းကလည်းချက်စီတဲ့ပုံမှာသဘောကျောင်းမှုရှိတယ်။22နှစ်အရွယ်ကစားသမားတယောက်ရဲ့ဒီ potential နဲ့ပတ်သက်ပြီးတော့လည်းချက်စီတဲ့ဘက်က အားရမှုအပြည့်ရှိနေတယ်လို့ကျွန်တော်တို့နားလည်ထားမှာဖြစ်တယ်ဆိုတော့တစ်ဖက်မှာလည်း front back ဘက်ကတော့84တန်းကိုလော့ရှိချင်းပြီးတော့သူကလုံးဝမချသေးဘူးကစားသမားနဲ့သူတို့ဂျာမန်ကလည်းစာချုပ်တက်တန်းကအတိုင်းအတာတစ်ခုကြီးဂျန်နေသေးတယ်ဆိုတော့အနေထားရကစားသမားကတော့မတူတာကအရင်ကြီးသူ့ရဲ့ wicket club အသင်းကို push မလုပ်ဘူးသို့တော့သူ့အတွက် Chelsea တင်းဟာရွေးချယ်ခြင်းစရာ option ဖြစ်ဖြစ်နေတဲ့အတွက်သူ့ရဲ့အသင်းပေါ်မှာတော့အနေငယ်သူ့ရဲ့သဘောထား တွေကိုပြသထားတဲ့အပိုင်းတွေလို့ရှိရကျွန်တော်တို့နားလည်ထားတာပဲဖြစ်တယ်။အထူးသဖြင့်တော့မာစကာကိုရိုင်းကဟူကိုအခီတိုက်ကိုအရောက်ခေါ်ယူခြင်းဖြစ်တဲ့အနေထားမှာဒါကျွန်တော်ခဏခဏပြောနေကြလို့ပါပဲ။အထူးသဖြင့်တော့ချက်စီယာချန်ပီယံလိဝင်ထားရဆိုတဲ့အချက်ကတစ်ဖက်ကဒီဒရိုက်တာတွေအတက်လွယ်လောကကန်ရတာအများကြီးတတိရှိမှမျက်နှာရရတယ်ပေါ့ဗျာ။ဒီလိုပဲဒီခေါ်ချင်တဲ့ကစားသမားတွေအနေနဲ့ကလည်းချန်ပီယံလိဆိုတဲ့အိမ်မက်က တော်လေးကျွန်တော်တို့တို့ရဲ့ဆုံးဖြတ်ချက်တွေပုံမှာ key box တွေလည်းကျွန်တော်တို့ယူဆတာဖြစ်တယ်ဆိုတော့ဒီ transfer ၃ခုလုံးကလက်ရှိ Chelsea တင်းရဲ့ top တွေဖြစ်နေသလိုတော်တော်လေးကျွန်တော်တို့အခြေအနေကောင်းနေဆိုတော့အနေထားမျိုးမှာရှိတဲ့ transfer တွေပဲဖြစ်ပါတယ်ဆိုတော့ရမ်ဘက်ဂတ်တင်နဲ့ဟူကိုအကီတိုက်တို့ရဲ့ situation တွေအပေါ်မှာရော brother ring အနေနဲ့ ဘယ်လိုမျိုးအမြင်တွေရှိလဲဆိုတော့ကောမန်လာပြောခဲ့ကြပါဦး။ Okay ဆိုတော့ပရိသတ်တွေကျွန်တော်တို့ဒီအပိုင်းမှာအမေးများတဲ့မေးခွန်းတွေအချို့ကိုကျွန်တော်ဖြေကြားပေးသွားပါမယ်။နံပါတ်၁ကတော့ရှင်ဘတ်စပွန်ဆာဖြစ်ပါတယ်။လက်ရှိမှာတော့ကျွန်တော်တို့ training အတွက်တော့ဟုတ်တယ်အဲစပွန်ဆာရထားတဲ့အနေအထားမျိုးရှိတယ်။တိုးတော့ဒီ main ship ကြီးမှာတော့ main sponsor အနေနဲ့ပေါ့နော် fresh sponsor ကလက်ရှိမှာတော့နောက်ရတီအတွက်တော့မရှိသေးဘူးခင်ဗျာ။ဒီဂျားထဲမှာကစားမယ်ကျွန်တော်ဒီ training တွေပွဲစဉ်အချို့အတွက်တော့ သူတို့မှာ share sponsor ရှိတယ်။သို့တော့လာမယ့်ရာသီအတွက်တော့ဒီဒီအင်ကြီး frag share sponsor ကတော့မရှိသေးဘူး။ပြီးရတဲ့ရာသီရာသီကုန်ထိချုပ်ဆိုလာတဲ့အဲ sponsor ကတော့ဒီ club world cup မှာလည်းအကျုံးဝင်မလားကျွန်တော်မသိဘူး။ကျွန်တော်နားလည်ထားတော့ Premier League ပွဲစဉ်တွေအတွက်ပဲလို့ကျွန်တော်နားလည်ထားတယ်။ဒါပေမဲ့ club world cup မှာဝင်မလားဝင်မလားတော့ကျွန်တော်တစ်ချက်စောင့်ကြည့်ရမယ်။အဲ့ဒါကလည်း Chelsea တင်းနေတဲ့ကသူတို့ပိုင်တဲ့ကုမ္ပဏီတစ်ခုကိုပဲခြေဆက်ပြီးတော့နည်းနည်းလေးလဝါချင်းရိုက်ထားရဆိုတဲ့ပုံစံမျိုးမှာတော့ တွားနေပြီပေါ့နော်ဆိုတော့တော့လာမယ့်ရာသီအတွက် officially ကျွန်တော်တို့ franchise sponsor ကတော့တော်တော်စင်မှာတော့ကျွန်တော်တို့တိတ်ပြီးတော့မကြသေး color hat နိုင်ထွက်နေရလို့ရှိတယ်ပေါ့နော်ဆိုတော့ဒါက main များနေတဲ့အချက်တစ်ချက်ပါနောက်ချက်ကတော့ Mohammad Kudus ပါဒါ West Ham ရဲ့ကစားသမားဖြစ်ပါတယ်ဆိုတော့ Kudus ပတ်သက်လို့ရှိရင်လည်းကျွန်တော်တို့ color hat အစစ်တွေပဲရှိသေးတယ် တုံးသက်သူတွေတော်တော်များများတော့မိုဟာမက်ဂိုဒက်စ်ဟာချက်စီတင်းအတွက်လိုင်ယွန်ညီတို့ဖြစ်မဲ့အစားသမားလို့တုံးသက်ကြတဲ့အပိုင်းတွေရှိသလိုမာစကာသွားနေတဲ့ကစားကွက်အခင်းချင်းမှာဆိုလို့ရှိရင်လေဂိုဒက်စ်လို့ကစားသမားမျိုးကအသုံးဝင်မဲ့ဟိုကပေါ့နော်အန်ကိုက်ဖြစ်မဲ့ဆိုတဲ့အနေအထားမျိုးလို့တော့တုံးသက်နေကြတယ်သို့တော့အမ်ချက်စီတင်းကလောကလိုက်ပြီဆိုတဲ့အခြေအနေမျိုးတော့မရှိသေးဘူး race တဲမှာပေါင်းလာပြီဆိုတော့အခြေအနေမျိုးတော့ မရှိသေးတာပဲဖြစ်တယ်ပေါ့နော်။နောက်ပြီးတော့ကျွန်တော် strapper ကနေခေါ်ယူခဲ့တဲ့ Mamadou Sarr ပေါ့နော်။ Mamadou Sarr လေးကတော့ဒါကျွန်တော်တို့နဂိုကလေးက strapper က Chelsea ရဲ့ညီနောင် club ဖြစ်တဲ့ Bayern တူလေးရပဲပိုင်တယ်ဆိုတဲ့အနေထားမှာ Mamadou Sarr ကိုတော့ Chelsea ကဒီ club world cup မှာတုံးဖို့အတွက်ရည်ရထားပြီးတော့ရည်ရထားတယ်ပြန်ပြီးအကားချမှာချမှာတော့မသိဘူး Chelsea ကိုတော့ရောက်ရှိလာပြီးဖြစ်တယ်။ဒါကတစ်ချက်ပေါ့နော်။နောက်ပြီးတော့ကျွန်တော်ပြောစရာတစ်ပုဒ်ကြံသွားတာကျွန်တော်ရဲ့ ဒီတက်ချွိုက်ကိုကီပါဖြစ်တဲ့ဘန်ဒလီပေါ့နော်ဘန်ဒလီကိုတော့လက်ရှိမှာမန်ချက်စတာစီးတီးတင်းကသဘောကျတယ်လို့သိရတယ်အထူးသဖြင့်သူတို့ရဲ့ကိုယ်တော်ဖြစ်သူအန်ဒါဆန်ကိုကောင်းကောင်း push လုပ်နိုင်မယ်ထရင်းဒီမှာလည်းအများကြီးအကူအညီပေးနိုင်မယ်ကိုယ်တော်ဖြစ်မြင်အောင်နေတယ်ချက်စီတင်ဘက်ကတော့မာကတ်ဘန်ဒလီက option တွေမှာတော်တော်လေးပျောက်နေကြတာတော့ကြာပြီဆိုတော့ချက်စီတင်နေတဲ့မန်ချက်စတာစီးတီးတင်ဘက်ကတင်းတင်းနဲ့ကားလမ်းချက်ပြုတ်ပေးလာမယ်ဆိုလို့ရှိရင်တော့ no shake လုံသွားမယ်ဆိုတော့အခြေအနေမျိုးပဲဖြစ်ပါတယ်ညဒါတွေကကျွန်တော်နေတဲ့ဒီကနေ့ညကလေးမှာ ပြောပြခြင်းနဲ့ချက်စီတရင်အကြောင်းအလေးနဲ့ပရိသတ်တွေအမိများတဲ့မိခွန်းနှစ်ခုကိုဖြည့်ပေးလိုက်တာပါတခြားညီကိုပရိသတ်တွေသိခြင်းနဲ့အကြောင်းအလေးရှိလို့ရှိရင်လည်းကျွန်တော်ရဲ့ YouTube က comment မှာပဲဖြစ်ဖြစ် Facebook comment မှာတော့သူတို့ကျွန်တော် YouTube comment ကတော့အများဆုံးဖတ်ဖြစ်တယ် comment မှာဝင်ရောက်မှတ်ချက်ပြီးရေးတော့နိုင်ပါတယ်ခင်ဗျာအားလုံးပဲကျေးဇူးများကြင်ပါတယ် see you next video ပါနော်